ချစ်မိတ်ဆွေတို့ရေငါးဥခတ်ကလေးကိုပင်စိမ့်လေးနဲ့ငူပီးစိမ့်လေးအုပ်ပြီးချစ်စားမဲ့ရှင်ချစ်တဲ့ဖြူနီစနောအယံတေမှောက်နဲ့စီတပ်ပတ်မဲ့ရှင်စီတတ်တဲ့အနံ့လေးမှုလာပြီဆိုရင်ရတာမုံစားစနောနဲ့နေဖတ်ထားတဲ့ငါးလေးတွေထည့်ပါမဲ့ရှင် ဟာသားလေးတွေတင်းတင်းရင်းရင်းနဲ့မှုလာပြီဆိုရင်ရေလေးအနှဲငယ်ထည့်ပြီးအဖုံးခဏအောက်ထားပေးရပါမယ်ရှင်။ဒီနေထားလေးဆိုရင်ရုပ်သီးဆိုင်နဲ့ပင်စိမ်လေးအောက်လိုက်ပါမယ်ရှင်။ စီပြန်လာပြီဆိုရင်တော့စားလို့ရပါပြီရှင်။